ဒီလိုနေရာဒီလိုမြင်ကျုံနဲ့ဒီလိုအိမ်ဒီဇိုင်းမျိုးကိုဒီလိုဈေးနဲ့နောက်တစ်ခေါက်ပြင်ရတော့ ္ဂလာပါကျွန်တော်ဒီနေ့ house rule ပြသပြီးမှာတော့ဒီနောက်ကပေ60ပေ60ပုံမှာ3တက် RC modern classic ဆောက်ထားတဲ့လုံးကြီးအိမ်လေးပဲဖြစ်ပါတယ်။အာဒီနေရာကတော့ကျွန်တော်နောက်တစ်ကုန်53ရက်ကွက်မင်းအောင်လမ်းမကြီးကြောကမှာရှိပြီးတော့ဒီဘုံဘာထူလမ်းနဲ့လည်းနီးတယ်ဒါဒီနောက်မှာမင်းဆက်ဆိုလမ်းမတွေလည်းနီးရေပေါ့နော်။အာအနီးနားဝန်းကျင်မှာဆိုတော့ဒါ International School တွေဖြစ်တဲ့ INBC တို့ ICEC တို့ကစအကုန်ရှိရေပေါ့နော်။ကဲဒီအိမ်ကတော့40 60ဂရမ်မီမီပေါက်ကိုမှာအရန်တန်တယ်။ ဆိုအရောင်းဈေးကသူက3000တစ်ထောင်ရောင်းခွင်ထားတယ်ကိုကိုတိုင်းနေဝဲဖြစ်ဖြစ်ဒါမှမဟုတ်အာ investment လုပ်ဝဲဖြစ်ဖြစ်ဝယ်အောင်တာပဲဖြစ်ဖြစ်ပေါ့နော်ဒါတော်တော်လေးတန်တယ်တရင်ရဲ့တက်တန်းကတစ်နှစ်ဝန်းကျင်တော့ရှိပြီဒါမင်းစုလုံးအနေနဲ့ဒါဈေးတွေဘာတွေကတော့နည်းနည်းချက်မှမြင်ရတိုင်းပဲနည်းပါးပြန်လိုက်ကမျိုးရှိတယ်နော်အိမ်ထဲလိုက်ပြပေးမယ်ဒါ channel မှာဆိုတာ channel ရှိမှာပေါ့နော်ကားပါကင်ရော2ဈေးလောက်ရတာ channel မှာဆိုတော့ကားပါကင်ရော2ဈေးလောက်ပဲဆန်တယ်ဒီရှိမှာတပြေးပြေးမင်းနဲ့မှာအလှဆင်ပြီးသားတွေ့ရတယ်အာ channel ဈေးအပေါ်မှာဆိုတာ blade စုကြိုးတွေရဆာအကုန်တေချာလောက်ပြီးသားပေါ့နော် ပြဒီမှာ drain တွေဆိုလဲဒါတေချာအမြင်ကြီးတွေပဲ drain တွေဆိုတော့နှစ်ပေနီးပါးလောက်မြင်တယ်ဒါရှေ့မှာဆိုလဲသူကဒါ space တစ်ခုပါမယ် motor တွေပါတယ်အကုန်ပါတယ်ပေါ့နော်ဒီမှာ cover gain ကားသေးဆိုရင်တော့နှစ်စီးလောက်ဆန်တယ်ကားကြီးရောတစ်စီးလောက်ပဲဆန်မယ်သူကဒီအိမ်ကဆိုခြံကျယ်ဝန်းထက်ဒီအိမ်ရဲ့ square feet ကို house square feet ကိုအများကြီးသုံးတာပဲဒီမှာမြင်ရတဲ့အတိုင်းပေါ့နော်ပပတ်လဲမှာဆိုတော့ runner တွေပတ်ထားအောင်တွေ့ရမယ်အဲမှာအိမ်ခန်းတွေလည်းများတယ်မိသားစုများနေနေလို့ရမယ်ကျေကျွန်တော်တို့အိမ်ထဲကိုသွားကြည့်ပါ ါကျွန်တော်တို့အိမ်ထဲရောက်ပြီပေါ့နော်။ငြိမ်ညီချက်ကိုတော့ဒါနှစ်ပေပတ်လည်ကြွေပြားလည်ခင်းပြီးအသုံးပြုပေးကြတွေ့ရတယ်။ကဲဒါ level room ပါ။ level room မှာဆိုတာမြင်ရတဲ့အတိုင်းပဲ super city ကြီးအကုန်လိုက်ကြတယ်အကုန်ဖားမယ်။အဲ echo နေရောလတ်လောဖြုတ်ထားတယ်။ echo နေလည်းတအိမ်လုံးအားလုံး၁၁လုံးတက်ပြီပေါ့နော်။ဒီရှေ့မှာကျတော့ဒါ office room လို့လို့ရတယ်။အမို single room အနေနဲ့ထားခြင်းလို့ဆိုလို့ရတာအိမ်ညနေစားဟမ်။အိမ်ကအနောက်လည်းဖြစ်တယ်အဲ့တော့ကူမှာဒါအိမ်ရဲ့ဒီဇိုင်းဖော်ရတဲ့သူကအိမ်တကားဘောက်ကိုအရှိ့ကိုမထားပဲဒီဘက်ကိုလှည့်ပြီးဒါနောက်ဘက်လက်ကိုလှည့်ပြီးရှာပါတော့ ကျွန်တော်အနောက်ကိုတောင်းမယ်ဒီမှာတော့ဒါက dining room နဲ့ဒီမှာ kitchen room ကို attach လုပ်ပေးထားတယ် dining room နဲ့ dining room ကလည်းကျယ်တယ်မှာ basin တွေပါကုန်ပါမယ် kitchen room ဆိုတော့အများကြီးတော့ထည့်ထားမှာမဟုတ်ဘူးဒီအိမ်ကလုံးဝလူမနေရသေးဘူးဒါအိမ်ဆောက်ပြီးတော့တစ်နှစ်ဝန်းကျင်လောက်ကြီးဒါစစ်ထားလို့မျိုးပုံကြီးဖြစ်နေတာပေါ့နော်ကိုဝယ်သူနေတဲ့အပေါ်မှာ lower cabinet တွေ upper cabinet တွေထပ်ပြီးတက်လို့ရမယ်ဒီမှာ dining room ဆိုတော့တခြားကြီးကြီးဝန်းရှိတယ်နော်ပြော်ဒီမှာ main room မေရုံးမှာပစ္စည်းတွေထားထားလို့ကျွန်တော်မပြအောင်မေရုံးထဲမှာဆိုတော့ရေချိုးကနေတွဲရထားထားပေးထားတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့အောက်ကကွန်မွန်တွန်းလာပဲဖြစ်တယ်ကွန်မွန်တွန်းလဲဆိုလဲကြဲကြဲဝုန်းဝုန်းရှိတယ်ပြီးစင်းမှာအကုန်တေချာလုတ်ပေးထားတယ်ပေါ့နော်ပြီးတော့ကျွန်တော်လာဆိုအပေါ်တက်ကြည့်မယ်အိမ်ကဒီမှာ quality အတွင်းသားဆေးတွေဆိုတာ premium ဆေးတွေလုံးဟာတွေ့ရပါတော့။ဒီနောက်မှာဆိုတာ store room ထားလို့ရမယ်။ဒီမှာတေကားလက်ရန်နေဆိုတော့တော်တော်လေး fine နေလို့ပြောလို့ရအောင်။လေကားကျယ်ပါ ်လေးပေကြော်ကြော်လောက်ရှိတယ်လေးပေ၃လေးပေလေးဦးလောက်မှလောက်ရှိရောနော်ဒီကားလေးဆိုတော့ကျွန်တော်ပေါ်တတ်မယ်ဒီကားတော့မှဒီမြောက်ကောင်းကောင်းရှင်ရှောက်နေတာပေါ့နော်ဒီကားကဘုံမှာဒါဒီကားရှိတာ၈ပေမိကောင်လောက်ရှိတယ်ဘောဒီပတ်ဆိုတော့ညီညီတက်မှာတော့ master gun မထားဟောဘူး single gun ပဲထားပြီးထားတော့နော်အာဒါကျွန်တော်တို့ပထမတက်ရောက်ပြီပထမတက်မှာဆိုတော့ single master နှစ်ခန်းပါမယ် single တစ်ခန်းပါဘူးเนา ပထမလေးရဲ့ master တခန်းမှာဒီခန်းထဲမှာတော့ air conditioner ကိုဖြုတ်ထားတယ်လို့မနေသားသလိုဟိုပိုင်ရှင်အမားနဲ့ပူနေရတာကြံတက်ပြင်ပါမှာ air conditioner လေဝယ်ဒီကိုမှကျုံးမခင်းနဲ့ဒီမှာရေချိုးကန်းဆေးတွေလုံးဝအငြိမ်ကာလာတုံးကလုံးဝအငြိမ်သွားတယ် Okay ဒီဘက်မှာနောက်ထပ် master တခန်းရှိတယ်ဒီခန်းကျတော့တိတန့်ကန့်နေရတယ်ဒီနောက်မှာ chain လုံးတိတန့်ပါတယ်ဒီမှာကမှုရရကရင်ထားတာဟလားဒီမှာ chain လုံးတိတန့်ပါတယ် မလားလို့တဲ့ဒါတိပဲထားထားပြီးတော့နော်ဒီမှာရချိုးကန်းပါမယ်အတွင်းစေးတွေကတော့တိချာတုတ်ထားတော့နော်တွေ့ရတယ်ဒီမှာရှောက်လန်းနေဆိုတော့ဒါအခြေကြီးပဲဒီရှိမှာစင်ငယ်တကန်းပါမယ်ဒါကပေါ်ရကကကိုနီလေးပဲဖြစ်ပါတယ် ဒီမှာကဒါကအပေါ်တဲ့ရယ် single တခန်းပထမတော့မှဆိုရင် master နှစ်ခန်း single တခန်းအိတ်ခန်း၃ခန်းပါမယ်အဲ့တော့မှဒီရှိမှာကျွန်တော်ဘယ်ကွန်နီပေါ့နော်လမ်းမှာဒါအင်ရှင်းမြင့်လာကြည့်လို့ရတယ်ဘယ်ကွန်နီပါမယ်ဒီနေရာကျတော့ဒါကလေးတွေတော့ပဲဖြစ်ပေါ့နော်။ဘူကြီးတွေတော့ပဲဖြစ်ဖြစ်အစာကြီးကန်းလေးလုပ်လို့ရမယ်။စတရီရုံးလုပ်လို့ရမယ်နေရာပေါ့။ဒါကျွန်တော်အမြင်မှာစတရီရုံးလုပ်လို့ရမယ်။ကိုကဒါအလုံးပိတ်လို့ကျင်းနေဆိုတော့ဒီကနေပြီးတော့ partition လေးကာလိုက်မယ်ဆိုရင်ဒီမှာကိုကအသီးသန့်အခန်းတစ်ခန်းဖြစ်သွားပြီ။ အာဒါကြောက်ကြတော့ဖျားကန်းအနေနဲ့ဆိုရင်ကျင်းတယ်ပေါ့နော်ကျွန်တော်ဖျားကန်းမှာအပေါ်မှာနေရာ space ခုပေးထားရှိတယ်။အဲကျွန်တော်အဲ့ဆိုအပေါ်တက်ကြည့်လိုက်မယ်။ဒီ site ကဆိုနှစ်ထက်တယ် share ယူညင်ယူလိုက်ကြတယ်။အဲဒီအိမ်ကပြန်ရောင်းဖို့မဟုတ်ဘူးအင်ရှင်တွေရတာနေဖို့သူတို့နေဖို့တော့ကိုယ်တိုင်စောက်ထားတာအခန်းကြီးတွေတည်းအစမယ်အเจ้าမျိုးကြောင့်မနေဖြစ်တော့ပဲပြန်ရောင်းတာလုံးဝဈေးကတန့်နော်ဒီပုံမှာဆိုရင်သူကမတ်စတာတကန်းစင်ငယ်တကန်းရှိတယ်ဒီမှာဒါမတ်စတာကန်း ခန္ဓာကသူ့အနာသူ့အနာကြည်ကြလလရှိတယ်ပေါ့နော်ဒီမှာရှိချိုးကန်းနေရှိတယ်အဲအဲကွန်းတွေကတော့ဖြုတ်ထားတာတွေ့ရမယ်အဲကွန်းတွေကိုပြတ်တက်ပေးပါဒီဘက်မှာစင်ငယ်ကန်းလာပါနော်ဒီမှာတော်တော့ရှိချိုးကန်းမပါဘူးဒါပေမဲ့ကျယ်လို့ပြောလို့ရတယ်ပြောဒီမှာမြင်နေရဘေးပတ်ပတ်လေပေါ့နော်အဲကျွန်တော်ကရန်နာပတ်ပတ်လေပတ်ထားတယ်ဒီအိမ်တစ်ပတ်လေတော့ရန်နာပါလေလို့ပြောလို့ရတယ်တော့ပြီးရင်ဒီကနေပြီးတော့ထွက်ပြပေးမယ်ဒီမှာဒါဖျားကန်းလုပ်လို့ရမယ်နေရာကျေးဇူး ဒီအိမ်ပပလဲရနေလို့တပတ်ဒီလိုပပပလဲအဝန်နာဟိုဘအခြေထိနောက်ထပ်ကိုဆိုရန်နာကိုပုံပတ်ထားဒီအိမ် house square business ဆိုတော်တော်လေးကျယ်လို့ပြောလို့ရတယ်သုံးတက်ကူမှာအပေါ်ကလည်း roof slab ပဲကျွန်တော်တို့ဒါရန်နာနေ roof slab ကိုတက်မှာပေါ့နော်ဒါပပလဲဒါနှစ်ပေခွဲလောက်ကျယ်တယ်ပေါ့နော်နှစ်ပေခွဲလောက်ကျယ်တယ်အိမ်ရှိလမ်းမြင်နေရမယ်ဟုတ်လားအဲ့တော့ဒီဘက်လိုက်ကြည့်ကြည့်လားဒီမှာအမြင်နေရဘင်းအောင်လမ်းမှာဘင်းအောင်လမ်းမှာကြီးကြောကမှာရှိတယ် ဟိုဘက်ကိုထပ်သွားလိုက်မယ်ဆိုရင်ဘာလူလမ်းမကြီးရောက်ပြီ။အေးကျွန်တော်တို့ဘောတက်ကြည့်မယ်။ဒီအိမ်ကတော့နည်းနည်းလူမနေဘဲနဲ့တော့တစ်နှစ်လောက်ပြစ်ထားတာဖြစ်တဲ့အတွက်ကိုနည်းနည်းတန်ရှင်းလေးနဲ့ဈေးတွေနည်းနည်းပြန်လိုက်ကြအောင်လို့ပြောရှိတယ်။မဲလက်ရှိအင်ဂျင်အယောင်းဖွင့်လာတဲ့ဈေးနဲ့အာဘယ်လိုပြောရမလဲသူနေရာ location ရဲ့ဒီအိမ်ရဲ့ဒီဈေးရဲ့ကတော်တော်လေးကိုတန်တယ်လို့ပြောလို့ရတယ်။ဒီအိမ်ရဲ့အယောင်းဖွင့်ဈေးကတော့3000ထောင်ကိုညှိနှိုင်းနိုင်ပါတယ်။ဗရန်မြေပြီးတော့ပါ။ အဲ့ဆိုလို့နေနဲ့ဒီအိမ်ကိုစိတ်ဝင်စားလို့ကြည့်ရှုနေတဲ့ဆိုတော့ကျွန်တော် New York Reality ရဲ့ Facebook Messenger ဒါမှမဟုတ်ရင် online နံပါတ်ဖြစ်တဲ့ခုံခုံလေးခုံခုံလေးရှိရှိချောက်ကိုစိုးစဲဆုံးနဲ့ပိုင်းပိုင်းရယူပြီးကြည့်ရှုနိုင်ပါတယ်ခင်ဗျာ